Star Channel ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမ်းမာပြောရှင်လူပတ်ဝေချင်စစ်စင်ကနေပြီးတော့ပြည်သက်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ကျမ်းမာပြောရှင်လူပတ်ဝေချင်စစ်စင်ကနေပြည်သက်များကိုတင်ဆက်ပေးခြင်းတဲ့အကြောင်းကတော့ဩစာသီးရဲ့အကြောင်းပဲဖြစ်ပါတယ်။ရှားသီးပေါ်စာဩစာသီးစားရတာကိုသဘောကျတဲ့သူလေးတွေရှိရဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါရှင်။ ဩစာသည်လို့လူသိများတဲ့ custard apple ဟာဆိုရင်တော့အရသာရှိအောင်တာမကဘဲစမ်းမရဲ့အတွက်လဲအထူးကောင်းမွန်တဲ့အသီးတစ်မျိုးပဲဖြစ်ပါတယ်။အဟာရဓာတ်တွေကျဲဝါးစာပါဝင်တဲ့ဩစာသည်ကိုပုံမှန်စားသုံးခြင်းအဖြစ်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကိုသင်ဆက်ပေးလိုက်ပါတယ်။နံပါတ်၁အနေနဲ့ကတော့ antioxidant ဓာတ်များကျဲဝါးစာပါဝင်ခြင်းဩစာသည်မှာဆိုရင်ဗီတာမင် C, flavonoids နဲ့ carotenoids တို့လိုမျိုး antioxidant ဓာတ်တွေကအများအပြားပါဝင်နေပါတယ်။ အဲ့ဒီဓာတ်တွေကခန္ဓာကိုယ်ထဲကစားတွေကိုပျက်စီးစေနိုင်တဲ့ free radical တွေကိုတိုက်ဖြတ်ပေးပြီးတော့နာတာရှည်ယောဂါတွေဖြစ်တဲ့နှလုံးယောဂါ၊ကင်ဆာနဲ့စီးချိုယောဂါတွေကိုကာကွယ်ပေးနိုင်တာပဲဖြစ်ပါတယ်။နံပါတ်2အနေနဲ့ကတော့မျက်လုံးအမြင်အာရုံကိုကောင်းမွန်စေခြင်းပဲဖြစ်ပါတယ်။ဩဇာသီးမှာဆိုလို့ရှိရင်တော့မျက်လုံးကျန်းမာရေးအတွက်အဓိကလိုအပ်တဲ့လူချိန်နဲ့စီစံချင်းတက်တွေ ပါဝင်နေတာပဲဖြစ်ပါတယ်။ အဲ့ဒီဓာတ်တွေဟာမျက်လုံးကိုနေရောင်ခြည်တန်ကနေကောက်ွယ်ပေးပြီးတော့အသက်အရွယ်ကြီးလာတဲ့အခါဖြစ်တတ်တဲ့မျက်စိမုန်တာတွေရေသိမ်းစတဲ့ရောဂါတွေကိုရှော့ချပေးနိုင်တာပဲဖြစ်ပါတယ်။နံပါတ်3အနေနဲ့ကတော့ကိုခန့်အားစနစ်ကိုမြင့်တင်ပေးခြင်းဗီတာမင်စီကျယ်ဝတဲ့ဩဇာသီးရဆိုရင်ကိုခန့်အားစနစ်ကိုတိုးတက်ကောင်းမွန်အောင်ကူညီပေးပါတယ်။ဗီတာမင်စီဟာခန္ဓာကိုယ်ထဲကရောဂါပိုးမွားတွေကိုတိုက်ထုတ်ပေးပြီးတော့အအေးမီတုတ်ကွေးလိုမျိုးရောဂါတွေမဝင်အောင်လို့ကာကွယ်ပေးနိုင်ပါတယ်။ နံပါတ်၄အချက်ကတော့အစာခြေစနစ်ကိုကူညီပေးခြင်းပဲဖြစ်ပါတယ်။ဩစာသီးရာဆိုရင် အမြင့်တက် dietary fiber ကျွဲဝတဲ့အတွက်ကြောင့်အစာခြေစနစ်ကိုကောင်းမွန်စေတာပဲဖြစ်ပါတယ်။ဝမ်းဆုပ်ခြင်းကိုကာကွယ်ပေးပြီးတော့ပူလန်းဆောင်ထဲကကောင်းမွန်တဲ့ဘက်တီးရီးယားတွေကိုပွားများစေတဲ့အတွက်ကြောင့်အစာခြေဖြတ်မှုအားကောင်းလာစေတာပဲဖြစ်ပါတယ်။နံပါတ်၅အချက်ကတော့သွေးပောင်ခြေကို ထိန်းချုပ်ပေးနိုင်တာပဲဖြစ်ပါတယ်။ ဩဇာတိမှာပါဝင်တဲ့ပိုတက်ဆီယမ်နဲ့မဂနီဆီယမ်ဓာတ်တွေဟာသွေးပေါချိန်ကို ထိန်းချုပ်ပေးရမှာအရေးပါပါတယ်။သွေးတို့ရောဂါရှိသူတွေအတွက်အထူးသင့်တော်ပြီးတော့နှလုံးကျမ်းရေကိုလည်းအထောက်အကူပြုပါတယ်။နံပါတ်6ကတော့ကင်ဆာရောဂါအချို့ကိုကာကွယ်ပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ဩဇာတိမှာဆိုလို့ရှိရင်တော့အထိုဂျီနီဆပ်ခေါ်တဲ့ဓာတုတပ်ပေါင်းတစ်မျိုးပါဝင်တာပဲဖြစ်ပါတယ်။ဒီတက်ဟာကင်ဆာဆဲတွေကိုတိုက်ဖြတ်နိုင်တဲ့အစွမ်းတက်သည့်ရှိရဲလို့လေးလာမှုအချို့ကဆိုထားပါဗျ။ ဒါရီပြင်အမြင်တက်ဟာလဲပူမာကြီးတင်စာဖြစ်နိုင်ခြေကိုရှော့ချပေးနိုင်ပါတယ်။နံပါတ်9အချက်အနေနဲ့ကတော့တွဲတင်းစကြားတက်ကိုထိမ့်ညိပေးခြင်းပဲဖြစ်ပါတယ်။ဩစာသီးမှာပါဝင်တဲ့အမြင်တက်တွေဟာဆိုရင်အစားအစာထဲကတကြားကိုဆုပ်ယူမှုကိုနှေးကွေးစေတဲ့အတွက်ကြောင့်တွဲတင်းစကြားတက်ရုတ်တရက်မြက်တက်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့်မလို့စီးချိုယောဂရှိသူနဲ့စီးချိုမဖြစ်အောင်ကာကွယ်ခြင်းသူတွေအတွက်ကတော့အသင့်တော်ဆုံးအတိအမျိုးပဲဖြစ်ပါတယ်။ နံပါတ်၈စိတ်ဖိစီးမှုကိုလျှော့ချပေးခြင်းဩဇာသီးမှာဗီတာမင် B6 ပါဝင်တဲ့အတွက်ကြောင့်အုံနောက်ထဲကစိတ်ခံစားမှုနဲ့ဆိုင်တဲ့ဟော်မုန်းတွေဖြစ်တဲ့ serotonin နဲ့ dopamine ကိုထုတ်လုပ်ရမှာကူညီပေးနိုင်ပါတယ်။နံပါတ်၈အချက်အနေနဲ့ကတော့စိတ်ဖိစီးမှုကိုလျှော့ချပေးခြင်းပဲဖြစ်ပါတယ်။ဩဇာသီးမှာဗီတာမင် B6 ပါဝင်တဲ့အတွက်ကြောင့်အုံနောက်ထဲကစိတ်ခံစားမှုနဲ့ဆိုင်တဲ့ဟော်မုန်းတွေဖြစ်တဲ့ serotonin နဲ့ dopamine ကိုထုတ်လုပ်ရမှာကူညီပေးနိုင်ပါတယ်။ ဒါကြောင့်မလို့စိတ်ဖြစ်စည်းမှုလျှော့ချပေးပြီးတော့စိတ်ခံစားမှုကိုပိုမိုကောင်းမွန်စေရပဲဖြစ်ပါတယ်။ဒီလိုမျိုးအကျိုးကျေးဇူးတွေများပြားလာတဲ့ဩစာသီးကိုပုံမှန်စားသုံးခြင်းအဖြစ်ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒီနေ့ကျမ်းမာပျော်ရွှင်လူပတ်ဝန်းကျင်အစီအစဉ်ကနေပြီးတော့တင်ဆက်ပေးသွားတာကတော့ဩစာသီစားခြင်းရဲ့အကျိုးကျေးဇူးများပဲဖြစ်ပါတယ်။နောက်ထပ်ကျမ်းမာရေဘုဒ္ဓတရားများကိုလည်းဝေမျှပေးသွားအောင်မှာမို့စောင့်မျှကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ အခုဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်တအူးချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။ Smile Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။